မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေအားလုံးဒီ2025ခုနှစ်ခုနှစ်လပိုင်းဇူလိုင်လအတွက်တနင်္ဂနွေသတ်မီမိတ်ဆွေတွေအတွက်ဆရာကတလတာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာခေါ်စတဲ့ကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဆရာရဲ့မိတ်ဆွေတနင်္ဂနွေသတ်မီတွေဘယ်ကနေကြည့်နေရလဲဆိုဆရာကို comment လေးရေးပေးခဲ့ပါအောင်ခင်ဗျတနင်္ဂနွေသတ်မီတွေမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအဆင်ပြေအောင်ရင်တိုးတက်ကြပါစေလို့ဆရာကဥစွာဆုတောင်းထုတ်ပနာပြုသလိုက်ပါတယ်ခင်ဗျာ ဒီ2025ခုနှစ်ခုနှစ်လပိုင်းအတွင်းမှာတရင်းငွေသားသမီးမိတ်ဆွေတွေဆရာတို့ဘာလို့လုံနေအခုဆိုလို့ရှိရင်2025ခုနှစ်ရဲ့နှစ်ဝက်ကိုကုန်ခဲ့ပြီဒီ2025ခုနှစ်ရဲ့နှစ်ဒုတိယနှစ်ဝက်မှာမိတ်ဆွေတို့အနေနဲ့အဲဂန်ရင်တွေကိုဆရာကကြုံတော့ဗီဒီယိုတည်တံ့ရိုက်ပေးမယ်ဒါပေမဲ့မိတ်ဆွေတို့အတွက်ဒီတလဆာကိုဆရာတို့တည်တံ့ဟောပေးမယ်เนาะအခုတော့လက်ရှိတော့ခုနှစ်လပိုင်းပေါ့เนาะဒီခုနှစ်လပိုင်းအတွင်းမှာမိတ်ဆွေတို့အနေနဲ့ လက်ရှိရှိနေတဲ့နေရာမှာစိတ်တိုင်းမကြတာမျိုးလေးတွေတနည်းအားကိုသွားကျင်တဲ့စိတ်လေးတွေခยีဝဝေးသွားရင်ကောင်းမလားဆိုတာမျိုးမိမိတို့အနေနဲ့တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲเนาะအခြားတရွာတမျိုးတတိသလုပ်ငန်းတစ်ခုခုကိုအသက်စတင်လှုပ်ဆောင်ရန်လက်ရှိရှိနေတဲ့အလုပ်ကနေပြီးတော့အခြားတနည်းအားကိုယုံထွက်ကျင်တဲ့စိတ် ပြေးချွတ်ခြင်းတဲ့စိတ်တွေမိတ်ဆွေတို့ရဲ့ယင်ထဲမှာမရဆွာဖြစ်ပေါ်နေတော့လာဖြစ်တယ်လို့လုပ်ငန်းကိစ္စအပြောင်းလဲကိစ္စအရာဓုအပြောင်းလဲနဲ့ပတ်သက်တာတွေအလုပ်အပြောင်းလဲနဲ့ပတ်သက်တာတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ခြင်းဟာမိတ်ဆွေတို့ရဲ့အခွင့်အလမ်းကောင်းတဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုကျင့်သေးပေါက်ပြေးဝမယ်လာကျင့်သေးပေါက်ရှေ့တိုးဆောင်ရွက်ရန်အတွက်လှုပ်လှုပ်ရှားရှားလှုပ်လှုပ်ခက်ခက်ဖြစ်တဲ့တော့လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်တနုံးနေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ကံဟာဘာကိုဖြစ်ဖြစ် ကိုကိုကိုစိတ်တိုင်းမကြခြင်းတွေအားမရခြင်းမျိုးတွေငါတိတက်ပိုလုံနိုင်ရမှာဆိုတာမျိုးတွေကိုကိုကို ဖြစ်ခဲ့ပြီးတော့ကာလတွေပြီးခဲ့ပြီးသားကာလတွေကိုတိတက်ပိုပြီးတော့ကြိုးစားခြင်းနဲ့စိတ်တိတက်ပိုပြီးတော့မောတန်ဖြစ်ရှင်တဲ့ဆန္ဒတွေတိတက်ပိုပြီးတော့ ကိုကိုကိုအဲစိတ်တမ်းမကြမှုအားမရမှုလေးတွေကြောင့်တောက်တခတ်ခတ်ဟန်တပြင်းပြင်းဖြစ်နေတတ်တဲ့လာဖြစ်တဲ့အတွက်တော့ဆရာမိတ်ဆွေတို့တို့သားသမီးများအနေနဲ့ပြီးခဲ့တဲ့ကာလတွေကိုထားခဲ့ပြီးတော့ချိန်ချောက်လာမဲ့ကာလမှာဘလို့ရာတွေကိုကြိုးစားပြီးကောင်းမွန်အောင်လုပ်မလဲဆိုတာကတွေးစီလူချောင်းဆရာကထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်ဒီရက်2025ခုနှစ်ခုနှစ်လပိုင်းတွင်မှာဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်အထူးသဖြင့် ခားနဲ့ပတ်သက်တာမျိုးလေးတွေဖြစ်ရတာမျိုးလေးတွေဖြစ်တတ်တယ်။ဒါအပြင်ခြေတောက်တို့နော်ခားတို့နဲ့ပတ်သက်တာတွေအစင်းမြင့်နဲ့ပတ်သက်တာလေးတွေအနှင်းငယ်ညံ့တတ်သောကာလဖြစ်ပါတယ်ခင်ဗျာနော်။အသက်ကြီးသူမိษွေများအနေနဲ့တနည်းလေသသမီးများအမျိုးသမီးတွေဆိုလို့ရှိရင်အမျိုးသမီးအသူအသားနဲ့ပတ်သက်သောကာလအရေးပြားရာနာလေးတွေနဲ့ပတ်သက်တာလေးတွေမှာတော့သတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်သောလဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်မိษွေတနည်းလေသသမီးတွေဟာဒီလတာတော်တွေမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆရာဆက်လက်ပေါ်ပြပေးပါစီဒီ2025ခုနှစ် ခုနလပိုင်းတွင်မှာတနင်္ဂနွေသားသမီးတွေအနေနဲ့အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာ စပ်ပစ္စည်းနဲ့ပတ်သက်တာတွေစားသောက်ကုန်လုပ်ငန်းတွေစံစီစီစားစားသောက်ကုန်နဲ့ပတ်သက်တာတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောအပတ်တာဖြစ်တယ်။အထယ်လိတ်လုပ်ငန်းတွေအကျိုးပေးပါတယ်။ TT ဖက်နက် online social media နဲ့ပတ်သက်တာတွေဒီလဟာတကယ်ကိုကျင်းသည့်အားသာကောင်းမွန်တိုးတက်စီမံအသေးစားပဲဖြစ်တယ်လို့ချွေနဲ့ပတ်သက်သောလုပ်ငန်းတွေအယောင်ဝင်နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်မှာငကူကအယောင်အေးအယောင်ထိုင်းနေခဲ့သောမိတ်ဆွေတနေ့တို့လာသည်မြများဒီကလဟာတိုးရှဲလှုပ်ဆောင်ပြီးတော့ကံပွင့်လာစီမံအသေးစားပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအများနဲ့ပတ်သက်တာတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေချိတ်လို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းပါတယ်ခင်ဗျစံစီစေးစားနဲ့ပတ်သက်တာမျိုးတွေအထယ်လိုက်တီဒီဖနက်ဒေါ်လာဓာတ်စီဒီဇယ်လောင်စာစီအစရှိအစရှိတဲ့အရာလေးတွေရွှေအစရှိတဲ့တန်ဖိုးရှိတဲ့အရောင်းဝယ်လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတွေ ရှိလို့ဆောင်ရွက်လို့ဆောင်ရင်အာသာပြီးတော့ကောင်းမွန်သောလဖြစ်ကြောင်းကိုဆရာကထပ်လောင်းပြောကြားလိုက်ပြစီ။နန်းမွေသားသမီးမိတ်ဆွေတွေထဲမှာမှာအမှုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးဝါသနာပါတဲ့မိတ်ဆွေများဒီလမှာရှိတူဆောင်ရွက်လို့ဆောင်ရင်ထင်ပေါ်ခြင်းနဲ့အောင်မြင်ခြင်းတွေများစွာရရှိမဲ့အပတ်တာဖြစ်ကြောင်းဆရာကလဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြစီခင်ဗျာ။အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးရည်။မိတ်ဆွေတို့ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုပြောင်းတာမျိုးယာရုတက်တာမျိုးတွေဖြစ်ရတတ်တယ်။ နိုင်ငံခြားခီးသွားနဲ့ပတ်သက်ပြီးတော့သွားလို့တဲ့မိတ်ဆွေများယာရုလုပ်ငန်းကိန်းကနဲ့ပတ်သက်ပြီးတော့ယာရုတိုးဖို့ယာရုတက်ဖို့မျှော်လင့်နေတဲ့မိတ်ဆွေများပို့ကတော့ခယူဝေးဝေးကိုကြိုတင်ပြီးတော့မိမိဖြစ်လို့တဲ့ကိစ္စကိုမဖြစ်ရသေးခင်မှာသွားတာမျိုးလေးတွေကိုတတိထားရမယ်ဘာလို့လဲဆိုတော့အဋ္ဌကံမရောက်လာသေးခင်ကိုကသွားလိုက်တဲ့အခါမှာအဲမရရှိလာတာမျိုးတွေဖြစ်တတ်တဲ့အတွက်တော့ဒီတစ်ချက်ကိုတတိထားရမယ်ကာလဖြစ်တယ်။ငကောကသာသမိမရသူတွေသာသမိရရှိတတ်သောအပတ္တကာလဖြစ်ပြီးတော့သာသမိပညာရေးတွေကြောင့်ဖြစ်စေသာသမိတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာတည်င်းလေးတွေအေးချမ်းမှုတွေမျက်နှာပွင့် လန်းစရာလေးတွေအာသာကောင်းမှုတိုးတက်ပြီးတော့ခြေတိုးဆောင်ရွက်ပြီးတော့အာသာကောင်းမှုစေတာအသေးချာပဲဖြစ်တယ်။ဝေးကွာနေတော့အဲမိသားစုဝင်တွေအဆက်အသွယ်ပြတ်နေတော့နားလည်မှုလွဲနေတော့မိသားစုဝင်တွေတအုပ်နဲ့တအုပ်တယောက်နဲ့တယောက်ပြန်လဲတင့်မြက်ပြီးတော့အဆင်ပြေမဲ့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။နကူကမိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ရင်မိတ်ဆွေအဟောင်းတွေကလည်းမိတ်ဆွေတို့ကိုအကျိုးပေးသလိုမိတ်ဆွေတဲ့လုပ်ငန်းတဲ့တွေစတင်လှုပ်ဆောင်လို့ကောင်းပါတယ်ခင်ဗျဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက် စွန့်ရလို့ပေါ့ဘာကိုဖြစ်ဖြစ်ဟိုစကားများများပြောရင်တနင်္ဂနွေသားသမီးတွေကဒီလဟာအဲမျက်နှာအပွင့်တက်တွေများများရပြီးတော့မိမိတို့ရဲ့ကံကကောင်းသောစကားလေးတွေကိုများများပြောလေလေကံကောင်းခြင်းတွေရရှိလေဆိုတော့လဖြစ်တာကတော့အသေးစားပဲဖြစ်ပါတယ်ခင်ဗျာเนาะ ထားပြီးဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိမှာခရီးသွားကိစ္စလေးတွေမှာတော့အားနည်းစီပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အရှည်ရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်เนาะအဲ့ဒီလိုပဲမိတ်ဆွေတို့အနေနဲ့ခရီးသွားကိစ္စအရှည်ရေးကိစ္စမှာတော့เนาะအဲရီစားလူလူဦးလူကျွဲခတ်ဆိုလို့เนาะအရှည်ရေးနဲ့ပတ်သက်လို့အဲလူပြိုနောက်ပိုးလိုက်တဲ့ကိစ္စလေးတွေကြောင့်တော့ငွေကုန်ကြီးကြများရတတ်တဲ့အတွက်တော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေကဒီလတာမှာအရှည်ရေးနဲ့ပတ်သက်လာရင်တော့အားနည်းပါတယ်အဲ အရှိရင်နဲ့ပတ်သက်ရင်ငွေကုန်ကြီးကြအများရတာမျိုးလေးတွေအရှိရင်နဲ့ပတ်သက်ရင်မိမိတို့မျောလင့်ထားတယ်လို့မဖြစ်တာမျိုးတွေကြုံရတတ်တယ်အဆက်အသွယ်ပြတ်နေတော့မိတ်ဆွေများအဆက်အသွယ်ပြန်လဲရရှိတတ်ပင်မဲ့လို့အဲမိတ်ဆွေတို့အနေနဲ့အဲကောင်းမွန်အောင်တိုးတက်အောင်တော့စွမ်းဆောင်မှုတွေအားနေတဲ့အတွက်တော့လူငယ်တနေ့နေသားမိတွေကအရှိရင်နဲ့ပတ်သက်လို့မေတ္တာရင်းနဲ့ပတ်သက်လာရင်တော့အဲကံအားနည်းစီတော့လာဖြစ်တဲ့အတွက်တော့ဘာကိုမစိုးတတိထားပြုမှုစင်ကျင်ပြီးတော့သုံးသက်ဆုံးဖြတ်စေလိုပါတယ်ခင်ဗျအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ မိတ်ဆွေတို့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့เนาะအနှဲငယ်လေးငွေကုန်ကြီးကြများရတာမျိုးအိမ်တော်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ခရီးသွားကိစ္စလေးတွေအကြောင်းအဲငွေကြေးကိစ္စလေးတွေအကြောင်းသို့မဟုတ်လို့ရှိရင်အိမ်တော်ရဲ့မိမိရဲ့အိမ်တော်ဘက်အပေါ်မှာတန်တရားစိတ်တွေများနေတာမျိုးတန်တရားစိတ်တွေဖြစ်နေတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လက်တွေ့ကြကြအသုံးချပြီးတော့စင်ကြမှာစကားများစရာရှိရင် ဖောက်ပြန်တဲ့ကိစ္စနဲ့ငွေကြေးစင်မပြေတဲ့ကိစ္စဒီနှစ်ခုကသာလွယ်ရင်ဂျာနာဘာမစိုးစိုးဟာမရှိနိုင်ဘူးเนาะဒါကြောင့်မလို့ဖောက်ပြန်နေဆိုရင်လည်းလက်တွေ့ကြကြစဉ်းစားပြီးတော့မိအောင်ဖမ်းမမမိပဲနဲ့မစွဆွဲပါနဲ့ဆရာကထပ်လောင်းပြောကြလို့တယ်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်လည်းမိမိရဲ့အိမ်အောင်ပတ်ကြောင့်ငွေကုန်ကြေးကြများရတာမျိုးလေးတွေကြောင်းတာလွယ်ရင်ဂျာနာကတော့ဘလောက်ပဲခက်ခဲစီကမှ ငွေကြေးနဲ့ပတ်သက်လာရင်အခက်အခဲတွေမှလည်းများဟာမိမိရှိကိုဂျိမ့်တွေပေါက်ပြန်လဲဝင်လာမဲ့ကာလအပိုင်းခြားဖြစ်ပါတယ်။ဘာသာကြားလူမျိုးခြားတွေအကျိုးပေးပါတယ်။နိုင်ငံခြား passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်ရှေ့တူဆောင်ရလှုပ်ဆောင်မှာအားသာကောင်းမှာပါတယ်။ OA Champion ဝယ်တာရောင်းတာပြောင်းတာစောက်တာချွေတာအားလုံးကောင်းပါတယ်။ရှေ့တူဆောင်ရလှုပ်ဆောင်ရင်ကောင်းပါတယ်။ဒီလမှာလှုပ်လှုပ်ချာချာလှုပ်လေလေအခွင့်လန်းကောင်းတွေပေါ်လေလေဖြစ်ပါတယ်။ငွေကြေးနဲ့ပတ်သက်လာရင်တော့ကိုယ်ကြောင့်မဟုတ်ဘဲနဲ့မဖြစ်မနေတုံးဆွဲလိုက်ရတော့ငွေကြေးကိစ္စလေးတွေကြောင့် ကိုမှမဖြစ်မနေအသုံးပြုလိုက်ရတော့ငွေကြီးကိစ္စလေးတွေကြောင်းတော့ငွေကြီးနဲ့ပတ်သက်လာရင်ငွေမမြဲတော့လားဖြစ်တဲ့အတွက်မိတ်ဆွေတို့ငွေကြီးနဲ့ပတ်သက်လာရင်တော့ဒီလက်ရှိကာလမှာတုံဆိုင်တွေ့ဝေမနေပဲနဲ့ဝယ်စရာရှိတာရင်းနှီးစရာရှိတာလှုပ်စရာရှိတာကိုချိန်တိုဆောင်ရလှုပ်ဆောင်ပါဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့အနေနဲ့လက်ထဲမှာငွေထားရင်ကိုတခိုးခိုးခံရတာမျိုးတွေအဲပျောက်တာမျိုးတွေ ရှိလိုက်ရင်လည်းသုံးတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နည်းနည်းငွေကြီးနဲ့ပတ်သက်လာရင်ဘာကူမှသုံးဆွဲတဲ့အခါမှာတုံဆိုင်တွေ့ဝေမနေဘဲနဲ့ရှေ့တူဆောင်ရလှုပ်ဆောင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်ဒီလက်တာတော်တွေမှာမိတ်ဆွေတို့ ယာဓုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဓုတိုးတာမျိုးယာဓုတက်တာမျိုးတွေကြုံကားတက်တယ်လို့ယာဓုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာတဲ့အခါမှာယာဓုတိုးဖို့ယာဓုတက်ဖို့မျှော်လင့်ထားတဲ့မိတ်ဆွေများအနေနဲ့နိုင်ငံခြားခရီးသွား passport visa စောင့်နေတဲ့မိတ်ဆွေများအနေနဲ့အတော့ဒီလိုကိစ္စလေးတွေမဖြစ်ပေါ်ပြီးမှခရီးဝေးဝေးသွားတာမျိုးခရီးထွက်တာမျိုးတွေမပြုတ်လို့ဖို့တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဘာသာရေးမမလုပ်ပါမိမိဖြစ်လို့သောအရာတွေဟာမကြခင်မှာပြေဝလာတော့မဲ့အပတ်တာကာလလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ အထူးသဖြင့်ဒီလတာအတော်တွင်မှာဆိုအကျိုးပေးစေသောအရာဂျာဇာပရိသသမီးအင်္ဂါသသမီးတွေနဲ့တွဲပတ်လောက်တာမျိုးဟာမိတ်ဆွေတို့ရဲ့လုပ်ငန်းကိုင်ငံ့အလုပ်ကိစ္စတွေအောင်မြင်တိုးတက်နိုင်ပါတယ်ခင်ဗျအကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့အပန်းရောင်အဝါရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်ခုနှစ်ကဏ္ဍသုံးညကဏ္ဍသုံးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာစေပြီးတော့ပြုလုပ်ကံဆန်းလို့ကောင်းသောလာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ အားသာကောင်းမွန်ပြီးတော့တနင်္ဂနွေသားသမီးတွေက9လပိုင်းတွင်မှပညာရေးအတွေးခေါ်ဘာသာရေးသင်တန်းအစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့သင်ယူတက်မြောက်မှုနဲ့ပတ်သက်ရင်တော့ကျင်းသေးပါအောင်အခြားသောနေသားတွေတက်ကိုအားသာနေတဲ့အတွက်ကြောင့်မလို့သင်တန်းပကြီးဗဟုဗေဒင်ဗေဒစံကြံတရုပ်ဆောင်အစိုးကအရေးတီးမိမိတို့နာကတ်အတွက်ရည်မှန်းချက်အတွက်ဖြစ်လို့သောကိစ္စတွေကိုဘာကိုသင်သင် မိမိတို့ဘောမှာအစိုးမရှိစေဘူးအထောက်အကူဖြစ်စေမယ်တရောင်းတနေရာအနေဘဝရဲ့အထောက်အကူဖြစ်စေတဲ့ပညာရက်တွေဆရာသမားကောင်းတွေအကြီးအကဲတွေနဲ့စုံစည်းရတယ်ဆိုတော့လာဖြစ်တာတော့အတိအကျပဲဖြစ်တယ်ခင်ဗျာနော်။ဘာလို့ဒီကြံလေးရောက်မသိဆရာတို့ဒီလက်တာတော့တွင်မှာဆိုမိတ်ဆွေတို့တတိထားစင်နေရမယ်ရက်လေးတွေကတော့တနေ့မှလေးသမီးမိတ်ဆွေတွေနှစ်ရက်နေ့22ရက်နေ့26ရက်28ရက်ဒီလက်တာတော့တွင်မှာနှစ်ရက်26 29 2022ရက်ဒီရက်လေးဒီမှာတော့ဘာကိုမဆိုတတိထားပြုမှုစင်ကျင်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုအဲ့ဒီရက်ဒီမှာဆုံးဖြတ်ဆောင်ရွက်ရန်တော်တော်အားနည်းစီတော့လာဖြစ်ပါတယ်ဘာကိုဖြစ်ဖြစ်တနင်္ဂနွေတနင်္ဂနွေချင်းတွဲလောက်တာမျိုးလေးတွေအားနည်းစီပြီးတော့အရှိစုစုရက်တွေကိုခီးထွက်တာမျိုးတွေမကောင်းပါဘူးခင်ဗျစက်ပစ္စည်းရင်မောင်းနေတဲ့အခါမှာအလင်းစလို့အလောတတိမမောင်းဘူးလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေငွေမရှိပါနဲ့ငွေရှိရင်ဆုံးတက်တာမျိုးတွေကျင်းတည်ဖြစ်ရတတ်တယ်ပတ်စံ ပြောက်တာမျိုးတွေစက်ပစ္စည်းရင်နဲ့ပတ်သက်လို့တခိုးခိုးခံရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင့်ကျင်ပြီးတော့စစ်စစ်ဆဆလှုပ်ဆောင်မှုလူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့လူငယ်တွေအရှိရင်နဲ့ပတ်သက်ရင်တော့အရှိရင်မှာငွေကုန်ကြီးကြများရတာမျိုးတွေအလေလွန်းတဲ့ဘိန်းဘာတင့်နေဆိုတလူမျိုးဖြစ်ရတတ်တဲ့အတွက်တော့အဲတတိထားဆင့်ကျင်ပြီးရတဲ့အတွက်တော့လိုအပ်ပါတယ်ဒီလက်တာတော့ဒီမှာတနင်္ဂနွေသားသမီးမိတ်ဆွေများအနေနဲ့အဲ အဆဆရရမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအရေးကြီးသောကိစ္စတွေကိုပြုမှု ဆောင်ရွက်တဲ့အခါမှာမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုမတော်မီမှမြက်စွာဖရားကိုတောက်ရီငါးခွက်လှူပြီးတော့လူရကိုစုတောင်းပြီးတော့ရီမန်းစုတောင်းပြီးတော့သွားပါဒါဆိုရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကအောင်မြင်ပြီးတော့ဂျင်းတွေပေါ့အစင်ပြေသွားပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေတို့ဒီလာတာအတော်တူမှာဆိုရွှေဝင်တတ်တယ်တစိုးလက်ဆောင်ဘန္နာပစ္စည်းတွေရရှိတတ်တယ် ဒါအပြင်မိစေတို့အနေနဲ့အဖွဲ့အစည်းအသင်းအဖွဲ့အများနဲ့ပတ်သက်လို့လူထင်ကြီးခံရတာမျိုးတွေအကြီးအကဲအထက်လူကြီးအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်လာတဲ့အခါမှာအာကိုရင်းခံရတာမျိုးတွေခေါင်းဆောင်ဖြစ်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့အဲမိစေတို့အနေနဲ့အဲဒီလာဟာစကားများများပြောရင်ကံကောင်းမှုတွေများများရရှိပြီးတော့အဲအခွင့်အလမ်းကောင်းတွေများများပေါ်မယ်ဆိုတော့လာဖြစ်တာကိုတော့မမေ့ဘူးထပ်လောင်းပြောကြားလိုက်ပါရစီအားနေချက်ကဘာလဲဆိုတော့ဒီလာတာတော့ဒီမှာလုံနေရင်းနဲ့ ငါဖြစ်မှဖြစ်ပါမလားငါလုံမှလုံနိုင်ပါမလားအာငါဒါကြီးရအစမပြေငါနောက်တစ်ခုလုံရင်ကောင်းမလားဆိုတာမျိုးလေးတွေအတွေးခေါ်လေးတွေများများတွေးနေတတ်တဲ့အတွက်ဒီအတွေးလေးကိုဖျောက်ပြီးတော့ဘာကိုလုံရင်ကောင်းမလဲတရားစဉ်းစားပြီးတော့ဒီဇိုင်းမမှတ်သွားပါ don't care အမှာတော့မပါဝင်ကြီးကိုဘယ်ယူဆိုင်မနေပါနဲ့ကိုလှုပ်ဆရာရှိတာကိုဖြောင်းဖြောင်းမမှတ်သွားမှသာတန်တန်ရောက်ပါမယ်ရှေ့ဆောင်နွားလာဖြောင်းဖြောင်းသွားကနောင်နွားသက်သက်ဖြောင်းဖြောင်းလာဤဆိုတဲ့အတိုင်းကိုကနွားလာဥဒ္ဓဖအဖြစ်နဲ့ခြေကိုတူတူ ရှေ့ကိုစူးစူးဆက်ဆိုင်အောင်မြင်အောင်သွားမှသာအဆင်ပြေမဲ့လားဖြစ်ပါကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာမိမိတို့ရဲ့ဟုတ်လား ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းထွက်စီပြီးတော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေရောင်းဝယ်ကောင်းစီရလို့ငါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ရက်တောင်လေးနဲ့ရက်ခတ်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်လေးနဲ့ရက်ခတ်ပြီးတော့ရောင်းထွက်အောင်ဆူတောင်းရပါအယောင်းဝယ်ကောင်းပြီးတော့ကံကောင်းစီမှာအတေရာပဲဖြစ်တယ်အဋိဌံပြုလို့တဲ့ဇနင်းကုန်တွေတာသမီဆရာငယ်ရဲ့မိတ်ဆွေမိဘများအဋိဌံပြုလို့တပါဆိုရင်တော့မေတ္တာတုပ်ကိုတနေ့ကိုကိုးခေါက်နှုံးနဲ့ကိုးရတ္တိတ္တိသို့မဟုတ်လဲတလာလုံးဖြစ်ဖြစ်ရွတ်ဆိုပြီးတော့ အောင်မြင်အောင်ဆူတောင်းပါခင်ဗျဒါဆိုရင်အစီအပြီအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတေရပဲဖြစ်တယ်မထင်မှတ်ဖဲနဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့လုံငယ်ရင်ကနေဝင်လာတာမျိုးလေးတွေကြုံရတက်တယ်ထို့အပြင်အိမ်မက်တွေထဲမှာဖျားဇီးဒီတိမ်ပရဝံအဆရှိတာတွေဆွဲမှတ်တဲ့အခါမှာထီကန်ဆန်းတာမျိုးတွေလုပ်ပြီးပါကံကောင်းစီပါတယ်ဒီတရတာတော့ဒီမှာကံညှက်မှုတွေပြပြောက်စီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ အသက်ကြီးသူတွေတို့မဟုတ်လန်ခီးစေးကူညီတာမျိုးเนาะဥပမာပေါ့လမ်းမှာတွေ့တဲ့လမ်းလန်ခီးမှာတွားလာနေတဲ့အခါမှာအဲခြီတောက်မတန်တဲ့သူတွေเนาะဥပမာပေါ့ခြေခြေတောက်အင်ကချူတက်နေတဲ့မိတ်ဆွေတွေကိုခီးတွားလိုရာကိုချော့ချော့ချူချူပို့ဆောင်ပေးတာမျိုးဖြစ်စီအဲတောင်ဝေးတို့เนาะဒုတ်ကောက်တို့လူတာမျိုးလေးတွေဟာမိတ်ဆွေတွေရဲ့ကံကိုကျင်းသေးပေါ့တိုက်ရိုက်အစဉ်ပြေစီမှာအတေချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ အဆက်ဆက်ရရတနင်္ဂနွေသားသမီးမိတ်ဆွေတွေဒီလတာတော့တွင်မှာငွေကြီးကံအားကောင်းစီပြီးတလတာလုံးအစဉ်ပြေစီရန်ပြုလုပ်ရမယ်ရေရယာနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာဒီရေရယာကိုဆရာဟောကမ်းမှာလဲတေချာစန့်တုံထားပြီးဖြစ်တဲ့အတွက်ယုံယုံကြည်ကြည်နဲ့လုပ်ပါမခက်ပါဘူးလွယ်လွယ်နဲ့ထိရောက်စီပြီးပြုလုပ်ရမယ်ရေရယာနေနဲ့ဆိုရင်တော့မိတ်ဆွေများဆရာတို့လစ်ပိုပလင်းတစ်လုံးပေါ်မှာလစ်ပိုပလင်းတစ်လုံးပေါ်မှာ လာဗန်လို့ရေးလိုက်ပါလာအိရှာလာဘာကုန်းတေတေတင်ဘန်လာဘန်လာဘန်လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့ရဲ့နော် ဈေးဆိုင် လုပ်ငန်းအိမ်ရဲ့အမြင့်တနေရာမှာเนาะဖျောင်းနိုင်ကိုရက်ဇက်တိုက်တနေ့ကိုတတိုင်းနှုံးနဲ့ကိုရက်ဇက်တိုက်ထွင်းပြီးတော့ငွေဝင်အောင်လက်ခုပ်တီးပြီးဆူတောင်းရင်ငွေဝင်ပါလေခမညနောက်ဆုံးတစ်ခေါက်ပြန်ပြောပြပါမယ်မိတ်ဆွေတို့ရဲ့ဟလာလုပ်ငန်းကိစ္စအလုပ်ကိစ္စအမြင့်တနေရာမိမိအိမ်ဇပွဲနေရာမှာလီပိုပလင်းတစ်လုံးတင်ပါလီပိုမရှိရင်မိတ်ဆွေတို့ရဲ့ဈေးဆိုင်နေမှာမေးပါခင်ဗျာတော့ဆရာကိုလာမယုံမှာဖုန်းဆက်ပြီးလီပိုဆိုတာပါလေဗျာညာဆိုဆရာတိနေပြီเนาะလီပိုပလင်းတစ်လုံးပေါ်မှာလာပန်လို့ရေးပါ လာပန်ဆိုတာလက်လာပါကိုပြောတာဒါပြီးတဲ့အခါဖျောင်းနိုင်ဘာရောင်ထွင်းရမလဲဆိုရင်တော့ဘာရောင်ထွင်းထွင်းရပါတယ်ငွေကြီးကိုကိုစားပြုတော့အရောင်ဟာအစိမ်းရောင်ဖြစ်ပါတယ်အတိုက်ခိုက်ကင်းစေတော့အရောင်ဟာအနီရောင်ဖြစ်ပါတယ်လက်လာပါကိုကိုစားပြုစေတော့အရောင်ဟာအဝါရောင်ဖြစ်ပါတယ်ကဲမိမိတို့လိုရာကိုထွင်းပါလီဗိုပလင်းတစ်လုံးပေါ်မှာဖျောင်းနိုင်အဖုံးပေါ်မှာနော်ဖျောင်းနိုင်ကိုမိတ်ဆွေတို့အနေနဲ့ကိုရက်ဇက်တိုက်ထွင်းပါဒါဆိုရင်ပိတ်နေတဲ့လက်တွေပွင့်လန်းလာပြီးအဆက်ဆက်ရဲရအစင်ပြေအောင်မြင်လာမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့ တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆင်ပြေကြပါစေမိနေတာလေးတခုအရေးကြီးတာရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ဇာငနာပေရင်မိချင်းရခွန်ကို39293946790290416 WhatsApp Telegram Viber မှာဆက်သွယ်မိများနိုင်သလို Viber နဲ့လုံးဖြစ်တဲ့96305059နဲ့မှာလည်းဆက်သွယ်နိုင်ပါတယ်ခင်ဗျဆရာ TikTok Messenger ကနေဧည့်သည်လက်မှတ်ကန်သလိုအခြားသောနံပါတ်တွေဆိုရင်ဆရာငယ်အတုဖြစ်ကြောင်း အခုရုပ်ချောချောလေးရတာဆရာကြီးအစစ်ဖြစ်ကြောင်းပြောရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးခုနှစ်လပိုင်းအတွင်းမှာဇူလိုင်လအတွင်းမှာအဆတ်ဆာရရအောင်မြင်တိုးတက်လို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါမိတ်ဆွေတနင်္ဂနွေသားသမီးတွေအားလုံးကိုစီကိုစီကျမ်းမာပဂရိချမ်းသာခြင်းရှိကြပါစေလို့ဆရာကဆုတောင်းထောပနာပြုလိုက်ပါရခင်ဗျာကျေးဇူးတင်ပါတယ်